အကောင်သောဆိုက်ကလုန်းမွန်တိုင်းမွထအရှိန်ကြောင့်နောက်24နှစ်အတွင်းတိုင်းနှင့်ပြည်နယ်အသီးသီးမှာမိုးထစ်ချုံရွာသွန်းနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီနေ့အောက်တိုဘာ28ရက်နေ့မိုးလေဝိုင်းကသတင်းထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်10:00နာရီခွဲအချိန်တိုင်းထွာချက်တွေအရဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့ဆိုက်ကလုန်းမွန်တိုင်းမွထဟာ မြောက်အနောက်မြောက်ဘက်ကိုရွှေလျားခဲ့ပြီးပုံမအားကောင်းလာကအားကောင်းသောဆိုင်ကလုံးမွန်တိုင်းမွန်ထားအဖြစ်ရရှိခဲ့ကြောင်းအဆိုပါအားကောင်းသောဆိုင်ကလုံးမွန်တိုင်းမွန်ထားဟာမြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်ရေမိုင်630မိုင်ခန့်အိန္ဒိယနိုင်ငံခြံနှိုင်းရဲ့အရှေ့မြောက်ဘက်ရေမိုင်180ခန့်ကာကီနာဒါမြို့ရဲ့တောင် အရှေ့တောင်ဘက်ရေမိုင်135မိုင်ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေကြောင်းအကောင်သောဆိုင်ကလုန်းမွန်တိုင်းမွန်ထားရဲ့လက်ရှိအခြေအနေဟာမြန်မာနိုင်ငံဘက်ကိုဥတီရွေလျားမဲ့အခြေအနေမရှိတဲ့အတွက် အဝါရောင်အဆင့်လို့သတ်မှတ်ထားကြောင်းထုတ်ပြန်ထားပါတယ်အဆိုပါအကောင်းသောဆိုင်ကလုန်းမွန်တိုင်းမွန်ထားဟာမြောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ပြီးနောက်ဆက်ရှင်နိုင်ရဲ့အတွင်းအိန္ဒိယနိုင်ငံအင်ဒရာပရာဒေ့ရှ်ကမ်းခြေကိုကာကီနာဒါမြို့အနီးကနေဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။အဆိုပါအကောင်းသောဆိုင်ကလုန်းမွန်တိုင်းမွန်ထားရဲ့အချိန်ကြောင့်ဒီနေ့မွန်တဲကနေနောက်24နိုင်ရဲ့အတွင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတနင်္သာရီတိုင်း ကရင်မော်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျကျကနေရာစိတ်စိတ်နဲ့နေပြည်တော်မန္တလေးတိုင်းမကွေတိုင်းစကိုင်းတိုင်းကချင်ကယားချင်းနဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြောင်မိုးထစ်ချုံရွာသွန်းနိုင်တယ်လို့သိရပါဗျ။